အလောအလောမဲမင်္ဂလာပါအခုတက္ကဒီနေ့ပေါ့ဒီနေ့စာလေးတစ်ခုဖတ်နေလို့အဲ့ဒီစာကဘယ်ရနိုင်လဲရတော့ဆိုတော့ရောဆရာတော်ဖျားကြီးရဲ့ဩဝါဒကထာပေါ့ဩဝါဒကထာအဲ့ဒါလေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်အားလုံးနှဆင်ပေးကြပါဦးဗျာဩပေဘဝအငယ်ရတဲ့ကောင်းစဉ်လေးရ တို့ဘဝမှာအသက်တက်ခါလို့ကြီးစရာမျိုးရှိပါရဲ့အသက်ကြီးအောင်တမင်စူးစားဖို့မလိုပါဘူးစိတ်ပါပါမပါပါအာအာမအာစရာကျိုးကတောင်းမကြည့်အောင်ဆွဲသွားတာဆိုတော့မကြည့်ခြင်းလည်းပဲကြည့်ရမှာလားရှေ့ကအွယ်ကြည့်လာတဲ့နောက်ကအွယ်ငယ်သွားတယ် အသက်ကအလိုလျောက်ကြီးလာပြီမဲ့တရားစွမ်းကတော့အလိုအလျောက်မကြီးနိုင်ပါဘူးအသက်သာကြီးပြီတရားမကြီးရင်အသက်ကြီးလေကြောက်เสียတူလေအသက်ကြီးလေအငယ်เสียပေါ်လေဖြစ်သွားမှာပါပဲအသက်သာကြီးလို့တရားမကြီးရင်ဘူပေဖြစ်သွားတတ်တယ် ဟိုပြီးပယ်လိုက်တော့လို့ဆိုပြီးအမြကတန်ဖူးမထားပဲဝိမ့်ပယ်တတ်ကြပါတယ်အဖိုးကြီးကိုနေရကိုသွားနေအဖွာကြီးကိုနေရကိုသွားနေမနာလေလို့လေဒါကိုနေရလားစသည်ဖြင့်ဝေါ်ချင်းငေါ့ချင်းဟောက်ချင်းကြပါတယ်တရားမပါဘဲအတကြီးရတာဟာ တိတ်မျက်နာငရတတ်ပါတယ်။တရီလိုပြီးသူငယ်ပြန်သွားရင်ပူပြီးမျက်နာငရတတ်ပါတယ်။ချက်တရီလည်းလုံးဝမဲသွားတတ်ပါတယ်။ဒါကတော့ယနေ့ဖတ်ရတဲ့ဖတ်မိတဲ့တိပိတကရောဆရာတော်ဖျားကြီးရဲ့မွေးနေ့မင်္ဂလာရတနာတရားတော်မှာစာစုလေးဖြစ်ပါတယ်။ အားလုံးသောဓမ္မမိတ်ဆွေပေါင်းကို ပြန်လည်ဝမ်းမြှဝေခြင်းဖြစ်ပါတယ်အားလုံးပဲအသက်လည်းကြီးတရားလည်းကြီးအောင် အသက်လည်းကြီးကြောက်စရာလည်းငယ်သွားအောင်အသက်ကြီးပေမဲ့အငယ်စရာတွေမပေါအောင်တရားကြီးအောင်ကြိုးစား အားထုတ်နိုင်ကြပါစေလို့ဆုတောင်းဆန္ဒပြုလိုက်ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ